ဲနီလန်းအမှန်မှာတော့ဒီကျဲဥခွန်တစကျွန်တော်ရှာလကာရေးစေစားလို့ပါတယ်အဲ့တော့ကျွန်တော်ဒီတစစေစားဆိုတော့ကျွန်တော်ဘလူနီးနဲ့တိုင်းမလဲပေါ့နော်ကျဲဥအခွန်นี่ကမမထောင်းထားဘူးဆိုရင်ပို့ပြီးတော့တောင်တိုင်းရခတ်ပါတယ်ဆိုတော့ကျွန်တော်ဒဇွန်းနဲ့ဇွန်းနဲ့တိုင်းမယ်ဆိုလို့ရင်လည်းကျဲဥခွန်လိုက်ကြီးဖြစ်နေတယ်ပေါ့နော်အကောင်ဆုံးနီလန်းကတော့အလေးချိန်နဲ့တိုင်းတာဖြစ်ပါတယ်ကျဲဥခွန်တကြက်သားထည့်မယ်ဆိုလို့ရှိရင် ရှာလကရည်30သားထည့်ပြီးပေါ့နော်အဲ့တော့မှသာလေရင်ဒီတစ်အချိုး30ဆိုတော့အချိုးကိုရရှိသွားမှာဖြစ်ပါတယ်ဒီကျုပ်ခွန်ကြီးကအာရှာလကရည်ထဲမှာမြုပ်နေသွားမယ်အနေထားလည်းဖြစ်သွားမယ်ပေါ့နော်ဟုတ်ပြီအဲ့လိုမျိုးရောလိုက်ပြီဆိုလို့ရှိရင်ဒီကျုပ်ခွန်ထည့်ထားတဲ့ပလင်းထဲမှာပဲရှာလကရည်ထည့်လိုက်ပြီဆိုရင်ဒီအဲ့နေရာမှာအမြုပ်တွေစပြီးတော့တက်လာတာတွေဖြစ်တွေ့ရပါတယ်အဲ့လိုမျိုးဒီကျုပ်ခွန်နဲ့ရှာလကရည်နဲ့ ရောပြီးတော့ပလင်းခွင်းထဲမှာထည့်လိုက်ပြီးဆိုကြဲကဒီကျုပ်ခွန်ဒီပေါ်ကနေပြီးတော့အမြုပ်လေးတွေတက်လာတာမျိုးတွေတတိထားမိပါလိမ့်မယ်ဆိုတော့အဲ့ဒါကဘာလဲဆိုတော့ဒီကျုပ်ခွန်ထဲမှာရှိရဲ့ကယ်စီယမ်နေကဒီရှာလ်ကာရည်တဲကိုပျော်ပြီးတော့စီစဉ်လာတာတွေဖြစ်ပါတယ်ဆိုတော့ရှာလကာရေနဲမယ်ဆိုလို့ရှိရင်ဒါမျိုးတွေကတိတ်ပြီးတော့တွေ့ရမှာမဟုတ်ဘူးเนาะဆိုတော့ရှာလကာရေများများထည့်တော့မှလာလေဒီလိုမျိုးတွေတွေ့ရမှာဆိုတော့အဲ့လိုမျိုးအမြုပ်တွေတက်လာတဲ့ဟာက အာ9ရက်ကနေပြီးတော့9ရက်လောက်ထိအောင်ကြာလေးရှိပါတယ်ဆိုတော့ကိုပလင်းထဲမှာထည့်ထားမယ်ကျုပ်ခုနဲ့ရှောက်လိုက်မှာဒီအမြုပ်လေးတွေဖန်ပလင်းကိုသုံးမယ်ဆိုရင်တော့ဒါလေးမြင်ရမယ်ပေါ့နော်9ရက်ကနေ9ရက်လောက်ကြာမှာဆိုရင်အမြုပ်တွေတက်လိမ့်မယ်အမြုပ်တွေရက်သွားပြီဆိုလို့ရှိရင်တော့ဒါဆိုရင်ဒီထဲမှာရှိတဲ့အရေကိုစစ်ယူပြီးတော့မှကျွန်တော်ဒီအပင်အားစင်းနေနဲ့စပြီးတော့သုံးလို့ရပါပြီ